JJ Story Channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထုံးလွင့်တင်ဆက်ပေးချင်တာကတော့စာရေးဆရာဆရာမင်းမြတ်ရာစာရေးသားထားတဲ့ကြုံခဲလားစွာကြုံခဲတော်ညာဆိုတဲ့ဇေဝင်စာပရာဇလန်းစာဆုံးကိုထုံးလွင့်တင်ဆက်ပေးမှာဖြစ်ပါတယ်။ Subscribe Like and Share ခေါင်းလေးနဲ့ပြီးတော့အားပေးသွားကြပါအောင်ရှင့်။ကျေးဇူးများ၏တင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ကျမကတော့ခင်ပါရှင့်။မြူကိုရဲရဲ့တိုင်းလေးရဲ့ရှိနေတဲ့အရှိယိုးမတောင်တန်းကြီးကမြင်ရသူဖို့ကြည်နိုးစွပြန့်ဝဲအတီးပါပဲ အရိယာနေတဆင်တောင်ကျေတဝိုက်မျက်စိတဆုံကျေပြန့်စွာတည်ရှိနေတဲ့အစဲရောင်ကပလာရင်းရင်လဲခွင်းနေသည်လကောင်းစိမ့်စိမ့်ညွညွတဲ့ပင်အုတ်တန်းတွေအလေးမှာတာမောွယ်တည်ရှိနေတဲ့ရွာငယ်လေးသည်လကောင်းပဂရီတိမ်မွေးတဲ့အမှုပညာသည်ပကြီးကျော်တယောက်ချေမုံထားတဲ့တဘာဝရှုမြော်ခင်ပကြီးကားတစ်ချက်လားထင်မှန်မှားပဲမြင်ခဲ့တဲ့ခုဖြစ်နေရှိနေပြီတော့တယ်ဒါအပြင်လဲခွင်းနေတခြားအုပ်စုဖွဲ့ပြီးတော့ပြန်တန်းလျက်ရှိကြတဲ့ပြိုင်းအုပ်ဖြူဖြူဖွဲ့ဖွဲ့တွေနဲ့ရွာအပြင်မြက်ခဲတောဆက်တလျား ဟိုတစုဒီတစု ရှိနေကြတဲ့ဖြူနေနေနှကြကြရွာနွားတသိန်းရလေရှုမြင်ခွဲအလားတွေကိုပုံမတက်ဝင် ပြည်ပြင်းအောင်လို့အားဖြည့်ကူညီပေးနေပြီးတကယ်သူပင်လေးရှိနေပြန်တော့တယ်။ဤကတပန်းစုရွာလေးရဲ့ပကတိရှိနေတဲ့မယိုးနိုင်တဲ့သဘာဝအလားတယုံမြင်ခွဲနေတာ ဖြစ်ပေလေတော့တယ်။ဤတို့ပင်တပန်းစုရွာလေးရလေတာယာလှပတကယ်သူရွာလေးတွင်နေထိုင်ကြတဲ့ရွာသူရွာသားတွေရလေလွန်စွာမှယိုးသားအေးစေးကြတဲ့သူတွေဖြစ်ကြတယ်။အစဉ်တစ်ပြည့် ဂျမအူချလုတ်ကင်ခဲ့တဲ့တောင်သူလေဆိုင်အလုပ်တွေကိုငင်းချမ်းစွာလုတ်ကင်နေထိုင်ကြပြီးတချို့သာကလျက်ရှိနေကြတဲ့ရိုးမတောင်ပေါ်တက်ပြီးတောပြေဝါခုတ်လုတ်ကိုလုတ်ကင်ကြရတော့တယ်။အများအပြားအေးချမ်းစွာနေထိုင်ကြတဲ့သူတွေပြီးပြီးရွာထဲမှာကလေးငိုတန်ခွေးရောင်တန်ဒီမှာပါဆူဆူဘူဘူကိစ္စရက်တွေမရှိသလောက်ငင်းချမ်းလာပါတော့တာ။အဲ့ဒီရွာမှာအခုတော့ရွာမြောက်ပိုင်းမှာမုတ်ဆိုးမှမဝိုင်းဆိုင်ရဲ့သားမောင်ဖိုးထူရဲ့ဖြစ်ကြောင့်တရွာလုံးအုပ်အော်တောင်နဲ့တောတော်ညံအောင်လို့ရှိနေကြတော့တာ။ အရိခမုံဆိုးမမဝိုင်းစေရဲ့ဝါထင်ရမို့တက်ကေကသုံးမေနှခန်ခက်ရဲရဲ့အိမ်လေးမှာရွာသူကြီးဥပိုးတုံးကအစာပြုပြီးကြီးကြီးငယ်ငယ်အရွယ်မဟုတရွာလုံးမှာရှိတဲ့ကလေးလူကြီးခွေးထောင်မကျန်းစုပြုံအောင်ခဲလျက်ရှိနေကြလျာအိမ်မော်တဝက်အိမ်ဝါတလီခြံဝါဆုံးစုပြုံတိုးလျက်ရှိနေကြတဲ့လူအုပ်ကြီးကိုကြည့်ပြီးမုံဆိုးမမဝိုင်းစိတ်မှာအိမ်ကျိုးကြမဲ့အရေးကိုတွေးရဲတမမနဲ့ဖြစ်နေရှာတော်တယ်။ဒါအပြင်ထမင်းရင်ရှာသားတဲ့အမေများရဲ့ ခါချက်ခွချီပိုးလာကြကုန်သောနှချီတွဲလောင်းကလေးငယ်ရဲ့အော်ဟင်ကိုယိုသံတွေဒီ၎င်းဘာမသိညာမသိလူစု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 မြင်ပြီးစရာနဲ့ပြေးလွှားရွှေမြူဥမြူလျက်ရှိကြကုန်သောခွနနဲ့ရှင်းနေရွယ်တကောင်သားကလေးတွေရဲ့အတန်တွေဒီ၎င်းပွက်လျောရိုက်လျက်ရှိနေရာတကြီးဥဖို့တွန်းကဟေ့မဆိုင်တဲ့သူတွေကိုယ့်အိမ်ကိုပြန်ကြပါလားတကယ်လဲဘာမှပြောလို့ကုန်မရတော့ဒီလောက်စူးညမ်းနေတာဟေ့ဟိုကလေးတွေသွားကြစမ်းတခြားနေရာသွားစိုးကြည့်ကြနင်တို့လောက်ဒီမှာဘာမှမရှိဘူး အဲလိုအော်ဟင်ငေါငန်ရလေတော့တယ်။ထို့တိုင်မောင်ဖိုးတို့ရဲ့ထူးခြားတဲ့အဖြစ်ကိုအခုပင်စိတ်ဝင်စားလျက်ရှေးကြကုန်တဲ့လူကြီးမှာတကြီးရဲ့ငေါငန်တန်ကိုမကြည့်ကျုံကျုံပြူပြီးအုံကြွတိုးမြဲတိုးကရှိနေကြတော့တယ်။အရိခာသုံးနှစ်သားကလေးငယ်တယောက်ကိုကတဲ့ခွာချေပိုးလျက်ချွေးတရွှဲရွှဲနဲ့ရှိနေတဲ့တားတဲ့အမေတယောက်မှပဲမကြတဲ့ကြနဲ့အလိုတော်တကြီးရဲ့ဒီကိစ္စသူတယောက်တည်းတတ်ဆိုင်နေတဲ့အပေါင်မျိုးဟွလူတိုင်းသူ့လိုပဲစိတ်ဝင်စားကြတာပေါ့အမှတော့အမှအမှ အဲ့လိုပြောလိုက်သေးတော့တယ်အဲ့ဒီချိန်ဆက်သုံးတဲ့အရွယ်ခန့်ရှိတဲ့ကရရဲ့ရွှေမောင်ဖိုးထူကတော့မိမိဖြစ်တဲ့အုံတိုးလေးရှိနေတဲ့လူတွေကိုကြည့်ပြီးညလုံးလေးကလေးကလေးနဲ့ရှိနေပြီးလေတခါတရံမှာ၎င်းနေ့ရှိမိခင်ဖြစ်သူမဝိုင်းစင်ရဲ့မျက်နှာကိုတစ်ချက်တစ်ချက်လမ်းမြော်ကကြည့်ရှုလျက်ရှိနေတော့တယ်အဲ့ဒီကအမေဖြစ်သူမဝိုင်းစင်ကိုယ်တိုင်မှလေမကြသေးမီယာမှာခေါင်းရင်အိမ်ကိုလူမောင်တို့ထံမှာထင်းစည်းချီတဲ့ချော်ကျိုးတွေကိုတောင်းယူပြီးတစ်ခုနဲ့တစ်ခုဆက်က ပြက်ကြလို့ဆဲဆဲအိမ်ဆင်တန်းတွေကို မတုတ်တက်တုတ်တက်နဲ့နှောင်တီးတုံအောင်ထားရကအိမ်ပေါ်မှာ လက်ကားရခြေကားရနဲ့အော်ဟစ်မမဲနေတဲ့သကြီးကိုကြည့်ပြီးအသေးတရားရနဲ့ရှင်နေလေတော့တယ်ဒီခိုက်မှာပဲများစွာသောလူစုစုကိုအရင်ကမြေပွန်းကြီးမရှိခဲ့လို့မျက်စိနောက်ကအတန်သေးအတန်ကြောင်နဲ့ထိုးဟောင်ဟူလိုက်တဲ့ခွေးတံတွေကြောင့်တခြားခွေးတွေပါဝိုင်းုံပြီးတော့ဥလိုက်ကြပြန်မရဟာဒီခွေးတော့ဟေးရှုရှုဟာစိတ်မောင်းတို့ထိုးအောင်တို့ မင်းတို့အဖတွေကိုမောင်းကြပါအောင်ဟာအဲလိုဆိုလိုက်တဲ့တကြီးတန်တဲ့တူစေရင်ကောင်းကိုစိန်မောင်းနဲ့ကိုထွန်းအောင်တို့မှာဘာမဆိုင်ညာမဆိုင်တကြီးအတုတ်ခံလိုက်ရတဲ့အတွက်ဒေါသဖြစ်ဖြစ်နဲ့ဥလျက်ရှိတဲ့ခွေးတွေကိုကြောက်ခဲနဲ့တမျိုးအုပ်ချိုးခဲနဲ့တဖုံခြောက်လန့်ပစ်ခတ်ပြီးမောင်းထုတ်လိုက်ကြလေတော့တယ်။ဒီကြားထဲမှာအသက်ကြီးပြီးတော့တုံတုံချီချီနဲ့နောက်ကြမှရောက်လာတဲ့ရွာလေမအဘအဖိုးရှင်ကခွေးမောင်းလျက်ရှိတဲ့ကိုစိန်မောင်းရဲ့လက်တစ်ဖက်ကိုဆွဲမုံတီမုံဝါနဲ့ကြိရှုပြီးတော့မင်းမြတ်လာပြန်တယ်။မင်းဘသူတော့ ကျုပ်စိန်မောင်ဘာဟေးဘသူစိန်မောင်ဘာစိန်မောင်စိန်မောင်ကိုစိန်မောင်ရေးတဲ့နားလေးနေတဲ့အဖိုးဘာရှင်ကိုစိတ်မရှိတဲ့အတွက်အတန်ကိုမြှင့်ပြီးတော့អော်ပြောလိုက်တာអូစိန်မောင်မဲဝိုင်းစိန်သာဖိုးတူတဲ့ရတကယ်လားကွာကြီးယောဒီအဖိုးရဒါလို့တမောက်လို့ကိုစိန်မောင်က တွေးပြီးတော့မတည်ဦးပါရဲ့ကျုပ်တို့တော်ဘာမှမမေးရသေးဘူးအဘတိချင်းဟိုမှာသာတွားမိပြီးတော့အာဒီခွေးအဲ့လိုဆိုတာ ပေဆောင်ပေဆောင်ရှိနေစေဖြစ်တဲ့ခွေးရကောင်ကိုလက်ထရအုပ်ချိုးခဲနဲ့လှမ်းပြစ်ပြီးတော့ပေါက်လိုက်လေတော့တယ်။အဲဒီခါကျမှအဖိုးပါရှင်လေးကိုစိန်မောင်ရဲ့လက်ကိုလှုပ်ပြီးဟောအေးအေးငါအသက်90ပြည့်တော်မင်းဟာဒီလိုဖြစ်မျိုးတခါမှမကြုံဘူးခဲ့ပါဘူး။သွားစနီနာကြိလိုက်ပါအောင်မယ်လေ။ဒီလိုပြောဆိုပြီးတုံုံချီချီနဲ့မဝိုင်းစိန်တို့အိမ်ဘက်ကိုထွက်ခွာသွားလေတော့တယ်။အဲဒီချိန်မုတ်ဆိုးမမဝိုင်းစိန်အိမ်ပေါ်မှာတော့တကြီးဥပိုးထွန်းပါဝင်အသက်ကြီးပိုင်းလူကြီးတွေဖြစ်ကြတဲ့အဘာထုံးညိုအဘာချစ်စိန် ဥတာတော်ဥထွေးမောင်တို့မှမောင်ဖိုးထုကိုတယောက်တစ်ပါဝိုင်းဝန်းပြီးတော့မေးမြန်းနေကြကုန်လေတော့တယ်။ကဲကဲကဲမောင်ဖိုးထုမင်းဖြစ်ခဲ့တဲ့ပုံကိုအဘတို့ပြောပြစမ်းမအောင်မင်းနဲ့အတူဘသူတွေပါသေးတဲ့တော့တို့ရောမမြင်လိုက်ကြဘူးလားကွာမင်းတွေ့လိုက်ရတဲ့ပုံကိုဆိုတာဘလို့ပုံကိုမျိုးရောကွာဟေးဟိုဟိုအာကိုထွန်းညိုခမရမေးပေါ်ကကလေးဘာဖြစ်မှမသိဖြစ်တော့မှာပေါ့ဗျာနားလေအောင်တစ်ခုချင်းမေးမှာပေါ့ဗျာ ဒလုံဝင်ပြောလိုက်တဲ့အဘာချက်စိန်ကိုအဘာထုံညိုကမကျေနပ်တစ်ချက်ကျေနပ်တစ်ချက်ကြည့်လိုက်တယ်ပြီးတော့မှမျက်မှောင်ကိုကုပ်ပြီးဟာငါကဒလုံမမေးလို့ဘလို့မေးရမှာတော့ကွာချက်စိန်ကမဟုတ်သေးဘူးလေဗျာမေးခွန်းနေအများကြီးနားရှုပ်ပြီးတော့ကလေးရဘရဆာဖြေရမှမသိမှာဆိုလို့ပြောတာဗျာဗမာစကားပဲကွာဒါတော့နားလည်ရမှာပေါ့ကွာတခုချင်းပြီးတော့ဖြေရတဲ့သူနားရှင်တာပေါ့ဗျာဟဲ့ကောင်ချက်စိန်မင်းနေရကငါ့ပေါ်မှာအိတ်တာမေစရိယာစိတ်တော်တော်ကိုပွားနေပါလားကွာဟေးအာခမည်း ခမီးခမပင် ဖြစ်တော်ညာလည်းပဲငကိုကလေးကတာရီတမီရီကိစ္စလေယာရီယာရီကိစ္စတွေကြောင့်တယောက်နဲ့တယောက်မတည့်ကြတဲ့အဘာထွန်းညုံနဲ့အဘာချက်စိန်တို့ကြောင့်မနေတာရတဲ့အတွက်တကြီးဥပိုးထွန်းကဝင်ရောက်ကဟန်တာလိုက်ရတော့တယ်တော်ကြပါတော့ဗျာအဘာတို့လည်းငယ်ကြရည်ပဲလည်းမဟုတ်တော့ပါဘူးကလေးတွေရှိမှအချင်းများနေလို့လဲမတော်မရောဗျာမဟုတ်ပါအောင်မောင်ဘိုးထွန်းရငါစေတနာနဲ့ပြောတဲ့ဥစ္စာတကယ်တမ်းအိတ်သာမစ္စရိယစိန်မွေးနေတာသူကဘာကွာခိုင်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 တော်ကြပါတော့ဗျာတော်ကြပါတော့ အဘချက်စင်ရောအဘထုံးညူရောဂျားတဲ့ရနဲ့ကျုပ်ကပဲတောင်းပန်ပါရဗျကဲကဲကဲကိုသားတော်ခမရရဲ့ဖိုးထုတ်ကိုကြကြနနရေးလျားလို့မေးစမ်းများမိမိထဝါရင်တဲ့လူကြီးနှစ်ယောက်ရှိနေတဲ့အတွက်အသာငိမ့်နေရတဲ့စာဟောဆရာတပိုင်းဖြစ်တဲ့ဥတာတော်တရားတကြီးမင်းကြောင့်ခေါင်းထောင်ထားသွားရလေတော့တယ်ဒါကြောင့်လေချောင်းကိုတစ်ချက်ရှင်းပြီးတော့ဖြေရတဲ့သူလည်းနားမရှုပ်ရလေရလို့ဟိုနားထောင်နေကြတဲ့လူများလည်းလုံးစေးပတ်စေကြကြနာနာနားရှင်းရလေရလို့မေးရမယ်ဆိုရင်ဖြင့် လို့ရှိတဲ့မောင်ဖိုးထုရဲ့အခုမောင်ဖိုးထုကြုံကြိုက်တွေးဆောင်ခဲ့ရတဲ့အဖြစ်အဆန်းကိုဟရိယာတကြီးပါဝင်တရွာလုံးမှာရှိကြတဲ့လဲနေလျောင်းမြင်းစောင်းမကြမ်းဆိုသလိုလို့လို့တော်ကိုတာတော့ရုတ်တရက်အွန်လိုက်တဲ့တကြီးရဲ့အတန်ကြောင့်ဥဒါတော်မှာပြောလန်းစာစကားချင်းကောချင်းကောနဲ့ရက်တံသွားလီတော်တယ်ခမရခိုင်လိုက်မှာပိုဆိုးနေပြီဘဲနဲ့ဗျာမိမဲဟာဝိဝိုင်နေလို့တော်ပြီကျုပ်ကိုတိုင်းမဲမေးတော့မယ်တကြီးဥပုသောမှာဒေါသဖြစ်ပြီးဥဒါတော်ကိုဆွေဆောင်ကြည့်က အရိချိန်ညလုံးလေးပေကလက်ပေကလက်နဲ့ရှိနေရှာတဲ့ဖိုးထူးကိုမေးချလိုက်တော့တယ်။ကဲပြောစမ်းကွာမောင်ဖိုးထူးမင်းဆောင်သမ ्या အစာအဆုံးကိုခခမ ्या အရိချိန်တကြီးဥပုထုံးမှာဒေါသဖြစ်ဖြစ်နဲ့မေးလိုက်တာဖြစ်တဲ့အတွက်မင်းဆောင်သမ ्या အစာအဆုံးဆိုတဲ့စကားစာစကားမှားပြီးတော့မင်းဆောင်သမ ्या အစာကျုံးလို့ဖြစ်သွားရလေကနားထောင်ရဲရှိတဲ့လူတွေမှာဝါကနေပတ်တုပ်ရမရအောင်ပွဲကြသွားကြလေတော့တယ်။အရိကာတကြီးရဲ့စကားမှားကြောင့် လူကြီးပြည်ဖြစ်ကြတဲ့အဘာထုံးညုံနဲ့အဘာချက်စိန်တို့ကပါတခွီးခွီးနဲ့ရေမောကြသည်ဖြစ်ပြီးရာတကြီးဥပုထုံးမှာရှင်လုံးတဲ့အတွက်မျက်နှာရည်တစ်ခုလုံးရဲတက်သွားရလေတော့တယ်။အရိခါကြမှာတစ်ချိန်လုံးငြိမ်သက်စွာရှိနေတဲ့ចောင်းဆရာကြီးဟာဥထွေးမောင်မှာမနေတာတော့ဘဲနဲ့ဝင်ရောက်ပြီးကဲကဲကဲမောင်ဖို့သူမနက်ကမင်းနွားចောင်းရဲနဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုပြောပြစမ်းခွဲ့မကြောက်နဲ့ပြောတတ်တယ်လို့ရဲရဲသားပြောခွဲ့မောင်ဖို့သူအဲလိုမင်းမြန်လိုက်နေတော့မှမောင်ဖို့သူမှာတော်ကလေးပြီးပြီးလူလန့်လျက် ထိတ်လန့်နေရာကနေအနေငယ်အကြောင်းပြပြီး၎င်းရွာပြင်တောဆက်မှာနွားချောင်းရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အဆန်းတွေကိုအတန်တုံတုံလေးနဲ့ပြောပြခဲ့လေတော့တယ်။အရိခာမောင်ဖုတ်ထူကအားလျော်စွာကြုံတွေ့ခဲ့ရတဲ့အဖြစ်အဆန်းမှာလူတသိန်းမှတယောက်တသက်မှတကုံမကြုံဘူးကြုံခဲ့လာတဲ့အလွန်တရာထူးခြားစမ်းကြဲလာစွာသောဖြစ်ရပ်တစ်ခုဖြစ်နေပြီးရာနားထောင်နေကြသူကြားကြသမျှရွာသူရွာသားတွေမှာရန်သက်ရှုမောအံ့ဩဖန်ဖြစ်ခဲ့ကြရလေတော့တယ်။အရိခာလူတိုင်းမင်းမောင်ဖုတ်ထူကြုံတွေ့ခဲ့ရတဲ့အရာတွေကို တယောက်တစ်မျိုးသောထင်ကြေးတွေနဲ့ရန်တန်ပြောဆိုလျက်ရှိနေကြစေလောကီပညာရပ်တွေမှာနှံ့ဆက်လာတဲ့ရွာဦးကျောင်းဆရာတော်ကြွလာလျက်အဖြေစကားမွေးကြားခဲ့သည်ရှိသောကြုံကဲလာစွာကြုံခဲ့တော်ညာအရွယ်မရောက်ဘ ഹു သစ္စာမပြည့်စုံခဲ့တဲ့အတွက်ကြီးမားလာတဲ့အကျိုးတူကြီးကြီးနဲ့လွဲခဲရှာသူမဖိုးထုရဲ့အဖြစ်ကိုလူတိုင်းပင်အသေးဦးနှလုံးသားပြွက်အုံဝင်ခဲပြီးတဲ့ကဲတို့ရင်းထဲကကလေးကလေးဖြစ်ပြီးမယိုးမယွာခန်းစားကြရလျက်တောက်ခေါက်သူတစ်မျိုးတပြင်းချသူတစ်သွဲ ကြိတ်ခဲမရတညင်းကြီးတညူညူမတူချားနဲ့တပန်းစုပြာသားရရဲ့ပါဇက်ဖြားထဲမှာမဘူထူရဲ့အဖြစ်ကိုခေဆက်ဆက်ဒီကနေ့ထပ်တိုင်းမင်းလက်ဆင့်ကံပြောဆိုနေကြပင်ရှိလေတော့ရာမဘူထူရဲ့ဖြစ်ရဆန်ကတလို့ရိုမတောင်ချင်းမှာရှိတဲ့တပန်းစုရွာလေးမှာဖိုးထူမှာမုတ်ဆိုးမဖြစ်သူမိခင်မဝိုင်းစိန်နေသူနေထိုင်ပြီးတော့ရွာထဲမှာရှိတဲ့နွားတွေကို အခါစားအကြောင်းသူနွားចောင်းသားလေးတယောက်ဖြစ်ပေးတယ်အဲဒီက ရွာထဲမှာဖို့ထုခဲ့သူအခါစားနွားချောင်းသူရွဲတူကောင်လေးတွေရှိလျာ၎င်းတို့မှာပေစူးနဲ့လှဖေတို့ပင်ဖြစ်ကအလौတူကစားဘက်တငယ်ချင်းတွေပင် ဖြစ်လေတော့တယ်။အဲဒီကရွာမှာရှိတဲ့ကလေးတွေအားလုံးပဲခြေတော်ရွာလေးတွေပြီးပြီးချိုတဲလာတဲ့မိဘအသေးသေးရဲ့အစီအမံတွေနဲ့ငယ်စဉ်ကာလ9နှစ်10နှစ်အရွယ်ထိဖုန်ကြီးကျောင်းမှာနေထိုင်ခဲ့ကြရတဲ့အတွက်ဒေသရှင်စာရေးတပ်ဖတ်ထပ်ပြီးပြီးဆိုတာနဲ့ကျောင်းကနေထွက်မိဘတွေရဲ့လက်ငုပ်လက်ရင်အလौတူကိုကိုကြီးလောက်ကိုင်းပြီးဝန်တရာအတွက်ရုံးကန်ခဲ့ကြရရှာလီတော်တယ် ဒီအတွက်မိဘတွေလောက်ကင်ရဲ့ရှိတဲ့လုပ်ငန်းလိုက်တချို့မှာလဲတဲ့စိတ်ရွေ၎င်းတချို့မှာတောင်းတတားခုတ်အလုပ်တွေမှာ၎င်းအရွယ်မတိုင်ခင်ကတည်းကလုပ်ငန်းခွင်တွေကိုဝင်ရောက်ကြရသည်ရှိတော်လဲပဲဖို့ထူပေစုနယ်လှဖေတို့မှာတော့လက်ငုံလက်ရင်အလောက်ကင်တွေကိုမိဘတွေကြောင့်ရွာမှာရှိတဲ့နှွားတွေကိုအခါစားကြောင်းပြရတဲ့နှွားကြောင်းသားလုပ်ကိုလုပ်ခဲ့ကြရခြင်းဖြစ်ပေလိတော့တယ်။သူရမှာအရွယ်မရောက်သေးတဲ့ကလေးတွေပြပြီးတခြားသူတွေထက်လွတ်လပ်တဲ့နှွားကြောင်းသားအလုပ်ကိုသုံးယောက်စလုံးပင်ခြေနဲ့ပျော်ရွှင်စွာရှိနေကြတော့တာ။ အမေရိကန်၎င်းတို့အနေနဲ့ဂျီနက်ပျော်ရွှင်မယ်ဆိုတာလေအမှန်တကယ်ဂျီနက်ပျော်ရွှင်မှာပဲ။ဘာကြောင့်လဲဆိုရင်တော့နွားချောင်းရင်းနဲ့ရွာပြဲမှာရှိတဲ့တောရင်းမှာလေးကွာတလက်စီနဲ့ငှက်ပြဲပဒတ်လိုက်ငါးရှာဖားနိုင်စသဖြင့်လွတ်လပ်ပျော်ရွှင်ပွဲအလုပ်တွေကိုလုပ်ကိုင်နိုင်နေပြီးတခါတည်းမှာတစ်ပင်တက်စစ်တိုက်ကစားနည်းမျိုးစုံတို့လည်းစိုးသူမရှိငောင်းငန်းသူဝေးပျော်ချန်တိုင်းပျော်ဆော့ချန်တိုင်းဆော့လွတ်လပ်ပျော်ရွှင်စွာနေနိုင်ခြင်းတွေကြောင့်သာဖြစ်တော်တယ်။တို့ရမှာတစ်ခုတော့ဖြင့်ဖို့ထူတို့ဖို့များစွာခရူးဆိုင်ကြရတယ်။၎င်းကတော့ မိမိတို့ကြောင်းတဲ့နွားတွေတပားသူလဲခွင်းနေမရောက်သွားစေရန်အတွက်ဒါရီတာဖြစ်ပေတယ်။တကယ်လို့၎င်းတို့တွေရနွားတကောင်လဲခွင်းထဲကိုဝင်ပြီးတော့စားမိပြီဆိုပါကလဲရှင်အယောတောင်းတဲ့ငွေကြေးကိုမိမိတို့တလားလုံးလုံးနွားကြောင်းလို့ရတဲ့အဖိုးခါထမကပေးရတဲ့ပြင်မိဘတွေရဲ့အရှိုးထက်ကြောကုတ်အောင်ရိုက်ချင်းကိုပါခံကြရမှာအတွက်ကြောင့်ဖြစ်ပေတယ်။ဒါကြောင့်ဖို့ထူတို့မှာဘလောက်ပင်စော်ကမြင်းနေစေကမူနွားတွေကိုလဲခွင်းနေဘက်စီကိုမသွားရင်မရောက်ရန်ကိုကအထူးပင်တတိကျရှုကနေကြရလိတော့တယ်။သူဖြစ်ရာ ။တမနဲ့အိမ်ကနေထုတ်ပေးလိုက်ကြတဲ့ထမင်းတုပ်ကိုစီကိုတစ်ပင်ရည်တစ်ခုမှစားနေလျက်ကလှဖေးရ။ဟိတ်ကောင်တွေထမင်းလဲစားနွားရည်လဲကြည်အောင်ဟာတော်ကြလဲတဲ့စမ်းတော့လို့ဟုတ်ပိတ်ဖြစ်နေပါအောင်မယ်။ဟိုပေစုအုပ်ထရနဂုံးမနဲ့ဂျိုတာမနှကောင်တရေထားကြကွာ။လစ်တာနဲ့လဲဘတ်စင်းဖို့လောက်ပြင်းနေတဲ့ခန္ဓာမာရီလေ။အဲလိုတရေပေးပြောလိုက်လျာဖိုးထူကလည်းစကြက်အတွင်းမှနွားရည်ကိုကြည်ရင်နဲ့ဟုတ်တယ်ကွာ။အခုတလောဒီနှကောင်တော်တော်ကိုစိုးနေတာကွာ။အရင်တခါနှကြမအောင်တမသလိုမျိုးတမထောင်းမနဲ့တူတယ်။ ဒါလို့ပြောလိုက်တဲ့အခါထမင်းကိုပလောက်ပလောင်ကျွေးနေတဲ့ပေစုကဖိုးထုကိုကြည့်ပြီးမင်းသမားလိုက်တာတော့ဟုတ်ပါတယ်မောင်ရအဲတုန်းကဒွေးလေးများစရာသူ့နှကြားမမှာအရှိုးရတွေပါလာလို့ငါ့ကိုကြိတ်လိုက်တာပြောမနေပါနဲ့တော့ကြည်လဲလောက်ပါအောင်ဖိုးထုရအဲလိုပြောလိုက်လေရကလှဖေရလဲအေးဟုတ်တယ်ဟအရင်တစ်ခါလဲနေရောင်ကြီးကိုသမားလိုက်လို့ကိုဖိုးလုံးကြီးကတကြည်သွားတိုင်းတာနောက်တစ်ခါနွားရှင်နေမကြည့်နဲ့အယောပေးရမယ်လို့တရေပေးထားတယ်ကွာဒီတစ်ခါအရှိုးမပေါ်အောင်လို့နဂန်နှင်တန်းနဲ့မစောနဲ့လေးခွားနဲ့စောခွား အဲ့လိုပြောလိုက်တဲ့အခါမှာဖိုးထုကအေးအရာမမျက်လုံးမျက်စမ်းမှန်းကောင်းလုံးဖို့ရောပေးနေရလို့ဟုတ်ပြီဖြစ်နေပါအောင်မယ်မောင်ရဲ့နန်းနာနဲ့ဂျိုတာတမဆန်းမှာအဲ့လိုပြောလိပြီးတော့ထမင်းစားပြီးလက်စေးရံအတွက်အနည်းမှရှိတဲ့ကျွဲလူအိုင်တစ်ခုစီကိုဆန်းသွားလိတော့တယ်ဒီနေ့မင်းတို့ရကောင်လဲနော်တတိထားပြီးတော့ကြီးထားကြငါသွားနှတ်တော့မယ်အဲ့လိုပြောဆိုကထနောင်းမဲ့အရေးမှရှိတဲ့မြေပြတ်နေရာတစ်ခုစီကိုတွားရောက်ပြီးပင်စီတင်းမြုပ်စုံတစ်ခုကိုခေါင်းခုပြီးတော့လဲလျောင်းလိုက်တော့တာ အရိခာဖိုးထုတို့သုံးမှထမင်းစားပြီးခိတတရေတမောအိဆန်နားယူရန်အတွက်လေခွင်းဒီဘက်ကိုကျွန့်ထွက်သွားတတ်တဲ့နွားရီရှိရာဘက်ကိုထားတတ်တဲ့နွားပေါင်းရန်အလဲကျခွဲတန်းချထားကြသည်ဖြစ်ပြီးရာဒီနေ့ဖိုးထမင်းစားပြီးခိတလဲလျာအနားယူရတဲ့အချိန်မှာပေဆူးနဲ့လာဖေတို့နှစ်ယောက်ရဲ့အလဲဖြစ်တဲ့အတွက်ဖိုးထုမှအခုကဲ့သို့ပြောပြီးတော့အရင်ဦးဆုံးထနောင်းမရေကိုတွားရောက်ခဲ့ခြင်းဖြစ်ပြီးတယ်တို့ဖြစ်ရာပေဆူးနဲ့လာဖေတို့နှစ်ယောက်မှာအရေးကောင်းလာတဲ့ရွာဘက်နီးရာတစ်ပင်ကြီးတွေအောက်မှာနားနေကွယ်မရှိတော့ပဲ လေကွင်းကတဲ့ရိုးတွေဘက်မှာရှိတဲ့အတန်းငယ်အရေးရတဲ့တပ်ပင်ငယ်အရေးတွေမှာဒါတယောက်တနည်းအားစီခွဲပြီးနွားတွေဆင်းလာပြီဆိုရင်အသက်မောင်းနေနိုင်ရန်အတွက်ခေတ္တနားနေရင်းနဲ့စောင့်ကြည့်နေကြရလိတော့တယ်။အရိခါမှာအရေးကောင်းတဲ့ထနောင်းပင်ရင်းမှာတယောက်တည်းလဲလောင်လျက်ရှိတဲ့ဖို့ထုမှာထမင်းစားပီးစားဖြစ်တဲ့ပြင်တဖြူဖြူတိုက်ခိုက်လျက်ရှိတဲ့လေနူအေးလေးတွေကြောင့်ခေတ္တများမိကနေအိပ်ပျော်သွားရလိတော့တယ်။အဲဒီနောက်မှာအိယာကနိုးလက်တည်ရှိသောဇက်ဇက်တွေတွင်ကိုဟိုတစုဒီတစုရှိနေကြတဲ့နွားတွေနဲ့ ပေစုရိုနှစ်ယောက်ဘက်ကိုလှမ်းမြော်ကကြည့်ရှုလိုက်မိတော့တာထိုမှတပံအနှဲငယ်ရုံးစားများသာရှိသေးတဲ့နေရာကိုကြည့်ပြီးမိမိနားနေရန်အတွက်အချိန်တော်တန်ရှိသေးတဲ့ဖြစ်ကိုတွေးပြီးထနာပင်တင်းမြေဆောင်ပေါ်ကိုရွှေကထိုင်လျက်လက်ထရနဂန်းနှင်းတန်းကိုမြေကြီးမှာထောက်ကင်ကတချက်မျှတန်းဝေလိုက်တော့တယ်အဲဒီနောက်မှဖိုးထူးဟာနားနေခွင့်ရှိသေးတဲ့အခုလိုအချိန်မှာမလမ်းမကမ်းမှာရှိရဲ့လက်ပံပင်ကြီးအောက်ကိုတွမ်းရောက်ပြီးဇရက်တွေကိုပြက်ခတ်ရရင်ကောင်းလေသလားတူဒီမဟုတ်ဂျမန်လေးကမိမိကြည့်ထားတဲ့ ဘိုင်းထုံးညိုတို့လည်းကွယ်အနီးမှာရှိတဲ့မြောင်းပေါက်ထဲကိုသွားရောက်ပြီးငားနိုင်ရရင်ကောင်းမလားလို့စဉ်းစားရင်းနဲ့လက်ထဲမှာကင်ထားတဲ့နဂန်နဲ့မြေကြီးကိုတော်ချက်တောင်းချက်ချက်နေတော့တာအရိခနာမှာပဲကောင်းကင်ထက်ကဝင်းကနေလက်ကနေနဲ့အလင်းနံတကူမိမိနီယိုရုတ်တရက်ကြာရောက်လာရာဖိုးထူမှလန့်ဖြန်းပြီးငကန်ကိုလွတ်ချကမိမိနီယို ကြာလာတဲ့ရာကိုစက်သေးသေးပြီးတော့ကြီးလိုက်မိတော့တယ်အရိခာသကောတမျှရှိတဲ့ တလက်လက်အမုံစုတွေဖြစ်တောက်ပါလေရှိတဲ့အရာတခုကိုအံအောထိန်လန်းစွာဖိုးထုတ်မြင်တွေ့လိုက်ရတော့တယ်။ဖိုးထုတ်မှာထုံဆန်းလာတဲ့အဲ့ဒီအချင်းရကိုမျက်လုံးအပြူပစက်အဟောင်းသားနဲ့ကြည့်နေမိတော့တာ။တဖြည်းဖြည်းနဲ့လူတယောက်ရဲ့တရံကိုပြောင်းလဲသွားပြီးညမကြမီမိမိတခါဘူးမြမြင်ဘူးခြင်းမရှိတဲ့ထုံဆန်းလာတဲ့အဝတ်စားတွေနဲ့လူတယောက်ရဲ့ပုံမှန်တရံပြည်ပြင်းစွာဖြစ်ပေါ်လာခဲ့တော့တယ်။အရိက၎င်းတို့မှာအောက်ထုတ်ခဲ့သောခေါင်းဥပေါင်းတစ်ခုမှာအနီရောင်လိုလိုအညူရောင်လိုလို ကျလဲလဲအယောင်သွေးစမ်းချည်တဲ့အဝတ်စားတွေကိုဝတ်ဆင်ထားတဲ့သူအသားရောင်ကလည်းလူတယောက်ရဲ့အသားရောင်မျိုးမရှိဘဲနဲ့စိမ်ဖန်ဖန်အယောင်ဖြစ်ကမဲနဲ့တဲ့မြက်ခုံမွေးမုန်းစိတ်မွေးတွေနဲ့ဗရံများနှလုံးကဲသို့တစ်ဖြက်ဖြက်အယောင်ထွက်နေတဲ့ရေရက်နေလျက်ရှိနေတဲ့မျက်လုံးနှလုံးရှိနေတယ်။အရိခါမှာအနည်းတဝိုင်းဝင်းကျဲမှာလဲလွန်စွာမှတင်းပြန့်မွေးချိုင်နေတဲ့ရေနံ့တွေထွက်ပေါ်နေလျာဖုန်ထူမှာထူဆန်းလာတဲ့အဲ့ဒီလူကြီးကိုကြည့်ပြီးတက်ကြီးမွေးညင်းနေတာကြောက်စိတ်တွေဖြစ်ပေါ်လာခဲ့တော့တာပေါ့။အဲ့ဒီအချိန်မှာပဲ ထူဆန်းလွန်လာတဲ့လူကလက်ထဲမှာခြင်ဆဲထားတဲ့အယောင်တစ်ဖက်ပြက်လက်နေတဲ့ရွှေအောင်ဒုတ်တလုံးကိုလက်နဖက်နဲ့ခြင်ကဒူးထောက်ပြီးတုံးညင်းတော်လဲလှိုင်လဲတန်ကဲတို့ဖြစ်နေတဲ့ထူးဆန်းတဲ့တံမျိုးနဲ့ညီတို့သောအလိုရှိသဖြင့်ခေါ်ရပါတနေဆရာရှင်အဲလိုမေးမြန်းလိုက်ရာဖို့ထူးမှာကြောက်ကြောက်လန့်လန့်နဲ့ကျွတ်ကျွတ်မခေါ်ပါဘူးဒလုံးတုံးရင်စွာဖြေးလိုက်ပြီးတော့တာအရိခာထူဆန်းတဲ့လူကဖို့ထူးကိုမော့ကြည့်ပြီးတို့ဆုံမူစီရင်အပ်သောအချုပ်အင်အားဖြတ်ပေးပါလို့အရှေ့ရဆရာရှင် အဲလိုပြောလိုက်လျာဖိုးထူမှာဇောကျွေးတွေပြန်လျက်နားမလည်ဖြစ်ကဘာကိုဖြတ်ပေးရမှာတော့အဲလိုမေးလိုက်မိတော့တယ်ဒီခါမှာထူးဆန်းတဲ့လူကဖိုးထူရှိမှရှိတဲ့မြေပြင်မှာချက်ထားတဲ့အကြောင်းအရာတွေကိုကြည့်ပြီးဆရာရှင်ချင်းရဲ့မြေပထဝီမှာစီရင်အပ်သောအချုပ်အင်းမှာဆရာရှင်အဲလိုပြောလိုက်လျာဖိုးထူကြောက်ကြောက်လန့်လန့်နဲ့စဉ်းစားနေတော့ပဲမြေပြင်ပေါ်မှာရှိတဲ့အရာတွေကိုကုန်းကဖြတ်ပေးလိုက်ရင်ထူးဆန်းတဲ့လူလည်းဖိုးထူကို သုံးချိန်သုံးခါယူတည်ပြုရုတ်တရက်ကောင်းငင်ပေါ်ကိုအလင်းနာတစ်ခုအသွင်းနဲ့ရှုံးကနေပြန်တက်ကပျောက်ွယ်သွားလိတော့တယ်အရိခါမှာဖုတ်ထူကလည်းထိုင်းလန်တကြားနဲ့မိမိရဲ့အဖော်ရီကိုပင် အမှတ်မရတော့ဘဲနဲ့ရွာဘက်စီကိုခြေကုံတုပ်ဒုံဆိုင်ကပြန်ပြေးလာခဲ့လိတော့တယ်ဖုတ်ထူရွာရဲကိုပြန်ရောက်ပြီးအုံအော်တောင်းနေဖြစ်ကလူကြီးတွေကမင်းများလို့အကြောင်းဆောင်တည်သွားကြတဲ့ခါမှာတော့အားလုံးပင်အံဩဘာနံဖြစ်ကြလျက်ဖုတ်ထူတွေ့ကြုံခဲ့ရတဲ့ထူးဆန်းတဲ့လူကို တရားဥပဒေမျိုးအမျိုးမျိုးသောထင်ကြေးပေးပြီးတော့စုံညံစွာနဲ့ပြောဆိုကြတော့တယ်။အရိခါမှာပေးစုနဲ့လှဖီတို့ပါဝင်အဲ့ဒီချိန်လေတဲမှာကတဲ့ရိုးဖာလျက်ရှိနေကြတဲ့ကိုအုံးမောင်တာဆန်းနဲ့လေသားကကတဲ့ရိုးတွေမှာကစွန်ရွံ့နှုတ်နေကြတဲ့အပြူကြီးမလုံးတွေမိမတူသုံးလေးယောက်မှလည်းဖိုးထူးရှိနေရာထနောင်းပင်စီကိုကောင်းကင်မှာစူးရှလင်းလက်တဲ့အလင်းနှံတစ်ခုထိုးဆိုင်ဆင်းသွားကြတာတွေကို၎င်းညမကြမီအတန်ပြူလျက်ပြန်တက်သွားတဲ့အလင်းနှံကို၎င်းမိမိတို့မြင်တွေ့လိုက်ကြရပါကြောင်း ဒလိုပြောဆိုကြရတာဖို့ထူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုအထူးပင်အံ့ဩပြောဆိုလို့မစုံအောင်ရှင်းနေကြတော့တာအဲ့ဒီကရွာဦးကျောင်းစီကတော့ဥပန်နေတာကြွလာတဲ့ခါကျမှအကြောင်းစုံမေးမြန်းပြီးသိရှိလေလေအေးလောကမှာလူအယောက်တသိန်းတောင်ဖို့ထူလို့ဖြစ်မျိုးကြုံရဖို့အလိုမဲခဲရင်လာတော့တယ်နင်တို့တွေဘဟုတစ္ဆာဆိုတဲ့အကြမ်းမြင်ဘဟုတုတာမရှိကြလေတော့ဘာတိကြမှာတော့အဲ့တဟာဖို့ထူနှကန်နှင်တန်တဲ့အမြေကြီးပေါ်မှာဟိုချစ်ဒီကျချက်လိုက်တာဟာ ဝိဇ္ဇာတို့ဇော်ကြည့်အင်းမိသွားကြတာဟဲ့ရှေတုန်းကပညာရှင်တွေရာဒီလိုပဲအင်းတဲ့ကောင်းကင်မှာသွားလာနေရဲ့ဝိဇ္ဇာတို့ဇော်ကြည့်တွေကိုဖမ်းပြီးကိုလိုရာစေခိုင်းကြတယ်ဆိုတဲ့အထောက်အထားတွေအများကြီးရှိမှာပဲလေအင်းလေးဖို့ထုလိုကလေးမပြောနဲ့နင်တို့လူကြီးတောင်ဒါမျိုးတွေမှမကြုံဘူးကြတာကံအားလျော်စွာအကျိုးတူကြီးရပါလျက်နဲ့မတိနားမလဲခဲ့ရတဲ့အတွက်လက်လွတ်ဆုံးရှုံးသွားခဲ့ရတာတော့တွေးကြည့်မဲဆိုရင်ရှင်နာစရာပဲတဲ့ဟိ အဲဒီလိုဆရာတော်ကစိတ်မကောင်းဟန်နဲ့ရေရွလိုက်လေရာအနီးမှာလက်အုပ်လေးတွေခြေလျက်ရှိနေကြတဲ့လူသားတွေကနေတကြီးဥပိုလ်ထွန်းကမှန်ပါဘလို့အကျိုးတိုးကြီးများရနိုင်ပါသလဲဖေယဒလုံးဆရာတော်ကိုမရေတရဲနဲ့ရှောက်ထားလိုက်လေတော့တယ်အရိခာဆရာတော်ကဟဲ့ဘိုးတွင်းရဲ့ကောင်းကင်မှာသွားနေတဲ့ဝိဇ္ဇာတို့ဇောကြီးလိုပုံကုံမျိုးကိုကိုလျာစိတ်ခိုင်းနိုင်ပြီဆိုမှတော့နင်တို့ဘာလို့ကြံတဲ့တော့တသက်စားမကုန်တဲ့ရွှေလိုကြံသလားငွေလိုကြံသလားဒါမှမဟုတ်ကိုကိုယ်တိုင်ဘလို့တိတ်တိမျိုးပြီးမြောက်ချက်တယ် ကိုဖြစ်ချင်ရာကိုတောင်းချင်တယ်ဟာလိုသလိုစိတ်ခိုင်းတောင်းယူလို့ရနေတာပဲဟဲ့နင်တို့ကိုယ်တိုင်ဒီလောက်တုံးနေမှာတော့ဟိုလွန်ဖြစ်သေးတဲ့ဖိုးထုလိုကလေးမျိုးဝိဇာတို့ဇော်ကြီးကိုယ်တိုင်ကြွရောက်ပြီးတော့မြင်လိုက်တာပဲတော်လာရောက်ပေါ့ဟဲ့အဲလိုမိတ်ဆိုပြီးចောင်းကုန်ပြန်ကြသွားလျာတကြီးဥပိုးတော်ပါဝင်ဆရာတော်မိတ်ဆိုသွားခဲ့တဲ့ဇကားတွေကိုကြားလိုက်ကြတဲ့တပန်းစုရသားအများစုတို့မှရှေ့မှာပြောပြခဲ့တဲ့အတိုင်းအသေးဥနှလုံးသားထဲမှာ ပြွယ်စိတ်အောင်ဝင်ပြီးတကယ်တို့ရင်ထဲမှာကလီကလီဖြစ်မယိုးမယွာခန်းစားကြရပြီးမောင်ဖိုးတူစာတက်ခေါအန်ကျိတ်ကခဲဆန်ဆန်ဒီကနေ့ထက်ထိတိုင်းလက်စင်ကန်ပြောလို့မဆုံးအောင်ရှိနေကြကြလေတော့တယ်ဒီကနေ့ရဲ့ JJ Story Channel ရနေထောင်းလင်းတင်ဆက်ပေးခဲ့တာကတော့ ကြုံခဲလားစွာကြုံခဲတော်ညာဆိုတဲ့စိတ်ဝင်စားဖွယ်ရာဇလန်းအဆုံကိုထုံးလင်းတင်ဆက်ပေးခဲ့တာပါနောက်ခါတွေမှာဆိုရင်လည်းအသက်တဲ့တော်ကြောင်းရရဲကိုဆက်လက်ရွေးချယ်ထုံးလင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီကနေ့စီစဉ်နေလို့ဆက်ပြရစေအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါ like and share subscribe ခေါင်းလေးနဲ့ပြီးတော့အားပေးသွားကြပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်